ဂျာရိုသိဆုံးပြီးတဲ့နောက်မှာတော့ဂျော်နီကတော့စတီးဘောလုံးလေးကိုကင်ပြီးတော့ယူကျုံမရဖြစ်နေပါတယ်။ဖန်နီဗလက်တိုင်းကလည်းသူ့စီကိုရှောက်လာနေပါပြီ။အလင်းနဲ့နေကနေတဆင့်ပဲ OG O မှာဖန်နီဗလက်တိုင်းကြီးဟာဂျော်နီစီကိုပြေးလာပါတယ်။ဂျော်နီကလည်းအသိပြန်ကပ်ပြီးတော့ရင်ဆိုင်ရပါတော့မယ်။ဝမ်းနေတာတွေကိုခဏထားလိုက်ပြီးတော့သူ့စီကိုပြေးလာနေတဲ့ဖန်နီဗလက်တိုင်းကိုလက်သေးနဲ့ပြစ်လိုက်ပါတယ်။ဒါပေမဲ့လည်းဖန်နီဗလက်တိုင်းရဲ့အကာအကွယ်ကိုပဲထိသွားပြီးတော့အဝေးတနေရာကလူမျိုးစုတစုစီကိုပါကြားရောက်သွားပြန်ပါတယ်။ န်နီဗလက်တိုင်းကိုဘာနဲ့မှဖောက်ဝင်လို့မရတော့ပါဘူး။ဂျော်နီလည်းမြင်းကိုမားလိုက်ပြီးတော့သူ့ရဲ့မြင်းကိုဂျန်ရိုပြောတယ်လို့မျိုးရက်တန်ငယ်ချိုးအတိုင်းပြေးခိုင်းရမယ်လို့တွေးနေပါတယ်။ဒါပေမဲ့ဖန်နီဗလက်တိုင်းကအရန်နီးလာတာကြောင့်မလို့ဓာတ်ရိုက်မပစ်တော့ဘဲနဲ့ဘေးနားကမြေပြင်ကိုပစ်ပြီးတော့နေဟိုးတွေကိုဖန်တီးလိုက်ပါတယ်။နေဟိုးတွေကလည်းအကာအကွယ်တဲကဖန်နီဗလက်တိုင်းရဲ့ကိုဘော်ကိုတက်သွားကြပါတယ်။ဒါပေမဲ့လည်းတိုက်ရိုက်မှုမရှိပြန်ပဲနဲ့ကဘာရဲ့တနေရာကလူရီစီကိုပဲကြိုက်အောင်သွားပြန်ပါတယ်ဒီအကာအကွယ်ကဖောက်လို့မရတော့ဘူးလား ငါမြင်းကောင်ရဲ့အားကိုအသုံးပြုရမယ်လို့ဂျော်နီကတော့တွေးနေပါတယ်။ပုံစံမကြသေးတဲ့မြင်းစီကနေပဲလက်သေးနဲ့စူးစမ်းပြီးတော့ထပ်ပြစ်ဖို့လုပ်ပါတယ်။အဲ့ဒီချိန်မှာတော့သူ့ရှိကဖန်နီဘလက်တိုင်းကမြင်ဝင်းကနေရုတ်တရက်ပြောက်ဝဲသွားပါတယ်။တကယ်တော့အနာခါပင့်လက်ရည်တွေဖုံးအောင်တာခံလိုက်ရတာဖြစ်ပါတယ်။ဂျော်နီကလည်းအ мян ပြစ်လိုက်ပေမဲ့လက်သေးကအဝေးတနေရာကတွေးဆိုင်ရောအောက်နေကိုသွားထိပါတယ်။ဂျော်နီကတော့ရေလိုင်းတွေထဲမှာပျောက်သွားတယ်ဖန်နီဘလက်တိုင်းကိုလိုက်ရှာနေခဲ့ပါတယ်။ ဖန်နီဗလက်တိုင်းကတော့ဂျော်နီရဲ့ဘေးတစ်ဖက်ကနေပြန်ပေါ်လာပြီးတော့ဂျော်နီကလည်းဒါကိုသတိထားမိပါတယ်။အမြန်ပဲလက်သေးနဲ့ထပ်ပစ်ပေမဲ့လည်းဖန်နီဗလက်တိုင်းကတော့ဂျော်နီရဲ့မြင်းကိုပဲတိုက်ခတ်လိုက်ပါတယ်။မြင်းလေးကလယ်ဘင်းကိုထိခိုက်သွားပြီးတော့အရှင်ကြောင့်ပဲလူရောမြင်းမှာမြေပေါ်ကိုပြုတ်ကျသွားကြပါတယ်။ဂျော်နီရဲ့မြင်းကတော့စက်မပြေးနိုင်တော့ပါဘူး။လေဝင်းကဒံရတွေကသွေးထွက်လွန်နေခဲ့ပြီးတော့အခုဆိုရင်ဂျော်နီကတော့ဂျိုင်ရိုပြောတယ်မြင်းကောင်ရဲ့အားကိုတုံးလို့ရတော့မယ်မထင်ပါဘူးလွန်ခဲ့တဲ့နှစ်နှစ်ကငါတမရဆဖြစ်တဲ့အချိန်ကပေါ့ မွေရဲ့မြေမှာပျော်ပွဲရှင်ပွဲကျင်းပခဲ့ကြတယ်။ငါ့ကိုလည်းလက်လက်ဆက်ဆက်တိုးတစ်ခေါင်ကိုတတ်ပြီးတော့လက်ဆောင်ပေးခဲ့ကြတယ်။တိုးကိုတတ်လိုက်တဲ့ချိန်မှာတော့သွေးတွေကဝတ်စုံတွေမှာစွန့်ထင်းသွားခဲ့ရတယ်။လူသားတွေရဲ့ကဘာမှာလမ်းတစ်ကိုစဖောက်တဲ့အခါငါတို့အတွက်ရင်ဆိုင်ရမှာရှိတယ်။သွေးထွက်တန်ရုံတိုက်ပွဲတွေရဲ့ပေးဆက်ရတဲ့အဆုံးမှာတော့ကောင်းမွန်တဲ့လမ်းတစ်ကိုငါတို့မြင်နိုင်လိမ့်မယ်။ဘွန်ဘွန် family, mountain tin, sandman, ngai main mascara, wicca people, dio တို့ကတော့စတေးကန်တွေပဲ။ ငါ့ကိုဂုံပြုတ်ခဲ့တဲ့တိုးလေးတွေလိုပဲလို့ဖန်နီဗလန်တိုင်းကလေထပ်တိုက်ပါတယ်။ငါ့ရဲ့မြင်ရလဲလဲနေပြီ။ဒီလက်သေးတွေကလည်းအသုံးဝင်တော့ဘူး။တမန်တော်ရဲ့အကာအကွယ်ကိုဘယ်လိုများတိုက်ခိုက်ရတော့မှာလဲ။ဂျိုင်ရိုဘာဖြစ်လို့မင်းငါ့ကိုရုတ်တရက်ကြီးငါးခုမြောက်သင်္ကန်းစာလို့ထည့်ပြောခဲ့တာလဲ။ဂျော်နီကအခုလိုတွေးနေတော့မယ်ဖန်နီဗလန်တိုင်းကတော့လုတ်လေပြစ်လိုက်။မင်းရဲ့လက်သေးတွေကိုပဲအားကိုးနေရတာမှလား။အဲ့ဒီအသုံးဝင်တဲ့ပြစ်ချက်ကိုပြစ်လိုက်လေ။မင်းမှာတရောင်မရှိတော့တာမှလားလို့ပြောပါတယ်။ဂျော်နီကတော့ဂျန်ရိုပြောခဲ့တဲ့ဖြလန်းနီးဆိုတာကိုတွေးနေပါတယ်။ ဖန်နီဗလက်တိုင်းကတော့အထင်နေဆွကြီးနေပြီးတော့မင်းရဲ့သွေးတွေနဲ့ပဲလမ်းတစ်ကိုဖောက်ရတော့မယ်လို့ပြောပြီးတော့ဂျော်နီစီကိုလှမ်းလာပါတယ်။အနားကိုရောက်တော့တိုက်ခိုက်မဲ့အလုပ်မှာပဲဂျော်နီရဲ့လက်ထဲကဂျာနိုရက်စတီးဘောလုံးလေးကလဲနေခဲ့ပါတယ်။တကယ်ဆိုရင်ဂျော်နီကလက်သေးတွေကိုပဲလှည့်နိုင်ခဲ့တာပါ။အခုမှသာဂျာနိုလိုမျိုးစတီးဘောလုံးကိုလှည့်နိုင်သွားတာပါ။ဖန်နီဗလက်တိုင်းကတော့စတီးဘောလုံးဆိုရင်ကိုလှမ်းနေပါပြီ။ဂျော်နီကစတီးဘောလုံးကိုအနားကလဲနေရဲသူ့ရဲ့မြင်းကိုအတုံးချလိုက်ပါတယ်။ ဝီးချက်ပေါ်မှာတော့အမှတ်တရတွေကိုပြန်မြင်လာရပြီးတော့သူ့ကိုပထမဆုံးသင်ခန်းစာကနေစတင်ပေးခဲ့တဲ့ဂျာရိုကိုတတိယနေပါတယ်။ဂျာရိုအုံချခဲ့တဲ့ကြွက်သားတွေကိုလက်ပတ်စေတဲ့နီလန်ကိုဂျော်နီကမြင်းမော်ကိုအုံချလိုက်ပါတယ်။မြင်းရဲ့ကြွက်သားတွေကလည်းစတီးဘော်လုံးကြောင့်ပဲလဲသွားကာဂျော်နီကိုကန်မိတယ်လို့ဖြစ်သွားပြီးတော့သူလည်းလေးဘော်ကိုမြောက်တက်သွားပါတယ်။ဂျော်နီကအခုဆိုရင်တော့ lesson 1နဲ့ lesson 5ကိုတွဲသုံးလိုက်တာဖြစ်ပါတယ်။ဖြက်လန်းနီးနဲ့ပဲမြင်းကောင်ရဲ့အားကိုဖန်နီးလိုက်တာဖြစ်ပြီးတော့ rectangle အချိုးအစားနဲ့လည်းကန့်ညီမှုရှိနေခဲ့ပါတယ်။ 完全なる黄金の回転エネルギー。ジョニーがあ、こうそういん、見顔へあごやしとわけび、レテでちゃうね、じゃんにばてで。သူ့ရဲ့စတန်ကလည်း evolve ဖြစ်သွားပြီးတော့ tag s4 ကိုရရှိသွားပါပြီ။ဂျော်နီကနောက်ဆုံးသင်ခန်းစာအတွက်ဂျာရိုကိုကျေးဇူးတင်လိုက်ပါတယ်။နိုင်ငံရခြားကနေတကူးတကမိသားစုရဲ့အမွေအနှစ်ကိုလက်ဆင့်ခံပေးသွားခဲ့တဲ့ဂျာရိုကတော့ပင်လယ်ရေထဲမှာပဲသေဆုံးနေခဲ့ပြီးတော့ဂျော်နီပြောတဲ့စကားတွေကိုလည်းမကြားနိုင်တော့ပါဘူး။ tag s4 ကြီးနဲ့လေထဲမှာလွင့်နေတဲ့ဂျော်နီကို funny blood တိုင်းကတော့လန့်နေပါပြီ။ မရှောင်မှုစဉ်းစားထားပေမဲ့လည်းအခုတော့နည်းနည်းကြောက်နေပုံရပါတယ်။မြင်းကောင်ရဲ့အားကိုခံမှုတဲ့ Funny Bullet တိုင်းကလည်း Divorce ကိုအကာအကွယ်လိုက်ဖို့အမြန်ခေါ်လိုက်ပါတယ်။ Johnny ကတော့နောက်ဆုံးကြည်စံနဲ့ပဲ Funny Bullet တိုင်းတက်တက်ကိုပြစ်လိုက်ပါတယ်။ Divorce ရဲ့လက်ကိုထိကန်နေလေးမှတယ်ပဲအကာအကွယ်တဲကိုအမြန်ဝင်လိုက်နိုင်ပါတယ်။လက်သေးကိုလည်းအမြန်ရှောင်လိုက်ပြီးတော့အကာအကွယ်ကိုအစွမ်းကုန်အသုံးချလာတာတောင်မှပဲ Divorce ရော Funny Bullet တိုင်းမှာမျက်နှာမှာပကြားအထံရတွေရရှိသွားကြပါတယ်။ TS4 ကြီးကတော့အထက်က Funny Bullet တိုင်းတို့ကိုလှမ်းကြည့်နေပါတယ်။ ဖန်နီဗလာတိုင်းကလည်းကြောက်နေပေမဲ့လည်းဂျော်နီကလဲကျသွားလို့ဘာမှထပ်မလုပ်နိုင်တော့ပါဘူးလို့ထင်နေပါတယ်။ပြောရမယ်ဆိုရင်ဒီလိုမျိုးပေါ့။အဲ့ဒီအချိန်မှာဂျော်နီရဲ့စတန်ကဂျန်ရိုးရဲ့ဘောဘရိတ်ကလိုမျိုးသူ့ရဲ့ဒိုင်မန်းရှင်ကိုဖောက်ဖို့ကြိုးစားနေပါတယ်။ဘောဘရိတ်ကတိုက်ရိုက်မတိုက်ခိုက်သွားပေမဲ့လည်းသူ့ရဲ့စွမ်းအင်ကဖန်နီဗလာတိုင်းကိုရောဒီဖိုးစီကိုပါအုံမင်းသွားအောင်လုပ်နိုင်တဲ့အစွမ်းရှိပါတယ်။စတန်ကိုပါအိုအောင်လုပ်နိုင်တယ်ဆိုတာကတော့နည်းနည်းတော့ကျန်းတယ်ပြောရမှာပါပဲ။ ဂျာရိုတုံးကတော့ဘောလုံးကအကာအခွဲကိုပုတ်တိုက်မိလို့သာပြီးပြည့်စုံတဲ့ပုံစံမရတော့တာမှန်ပေမဲ့လည်းအခုတော့ဂျော်နီရဲ့စတန်ကတော့ဒါတွေကိုစိတ်ပူစရာမလိုတော့ပါဘူးစတန် S4 ကဘာရီယာကိုဖွင့်နိုင်နေပါပြီမဖြစ်နိုင်ဘူးဒီကောင်ကြီးကငါ့ရဲ့ဘာရီယာတွေကိုဖောက်ဝင်လာနေပြီငါအခုဆိုရင်ချောင်ပိတ်မိနေပြီဒီမှာထက်နေရင်စိုးရွားတာတွေဖြစ်တော့မယ်အခြားပြိုင်ကဘာတစ်ခုကိုသွားမရမယ်လို့တွေးနေတော့မယ်ဂျော်နီကဒါကတက် S4 ပဲမင်းရဲ့အနစ်နာခံမှုတွေအရောဘလို့ဖြစ်သွားပြီလဲလို့လေးစားတိုက်ပါတယ် ဒိုင်မန်ရှင်းတဲ့ကိုဂျော်နီရဲ့စတန်ကြီးကဖောက်ဝင်လာပါပြီ။တွေ့ဝေနေတဲ့ဖန်နီဗလက်တိုင်းကလည်းထွက်ပြေးဖို့အချိန်မရတော့တဲ့အခါမှာတော့ဟိုတော့ဒီဖိုးစီခမရရေခဲတက်တာရဲ့ထိုးချက်တွေကိုခံပေးနေရပြီးတော့ဖန်နီဗလက်တိုင်းကလည်းသူ့ရဲ့ကုတ်အင်ကြီးကိုချုပ်ပြီးတော့အခြားကဘာတစ်ခုကိုခုန်ကူးသွားဖို့လုပ်နေပါတယ် ထိုးချက်တွေကိုခံရရတဲ့ Fanivlet တိုင်းကလည်းမြေကြီးတွေကိုတဖြည်းဖြည်းနဲ့ဝင်လာပါတယ်။ Tag S4 ရဲ့ထိုးချက်တွေကမြေအိုပါချန့်ဝင်နေပါတယ်။ Fanivlet တိုင်းကတော့ဒီကဘာမှာမရှိတော့ပါဘူး။သူ့ရဲ့ကုတ်အင်ကြီးလေးပဲကြံခဲ့ပြီးတော့သူကတော့အခြားကဘာတစ်ခုကိုအောင်မြင်စွာလွတ်မြောက်သွားပါပြီ။ထိုးချက်တွေကြောင့်မြေသားတွေကိုညှက်ဝင်သွားတဲ့ Fanivlet တိုင်းကတော့အသက်ရှူမရတော့တာကြောင့်ပဲ Divorce ကိုကယ်ခိုင်းနေပါတယ်။ Divorce ကလည်းသူတို့ခုန်ကူးလာတဲ့ကဘာက Fanivlet တိုင်းရဲ့ခန္ဓာကိုယ်ကိုဘေးစုလိုက်တာနဲ့ပဲမြေကြီးတွေကိုဝင်နေတဲ့ Fanivlet တိုင်းအဖို့ကြီးကတော့ရှင်းသွားပါတယ်။ ငယ်ရွယ်ပြီးတန်မာတဲ့ခန္ဓာကိုယ်နဲ့ဖန်နီဖလက်တိုင်းကတော့ဒီဗိုးစီနဲ့အတူပဲမျက်ညံတွေကိုပြန်ရရှိသွားပါတယ်။သူတို့ခွန်ကူးလာတဲ့ဒီကဘာကလူစီကတော့အလောင်းမဖြစ်နေပါဘူး။ဒီဒူရီယာမြောက်ကဘာမှာတော့ဂျော်နီကလည်းတက်အက်စ်2လေးနဲ့သာရှိနေပြီးတော့ဖန်နီဖလက်တိုင်းကတော့သူ့ကိုဒုက္ခမြောက်အောင်လုပ်ခဲ့တဲ့မူရင်းကဘာကဂျော်နီစီကိုပြန်သွားပြီးတော့တပ်ပစ်မယ်လို့တွေးနေပါတယ်။အဲ့ဒီချိန်မှာပဲဖန်နီဗလက်တိုင်းရဲ့ခြေထောက်ကြီးကနောက်ပြန်လဲသွားတာကိုသူလည်းသတိထားမိလိုက်ပါတယ်။လူတွေမကပဲနဲ့စတန်ရဲ့ခြေထောက်ကပါလဲသွားတာပါ။ဒီဖိုးစီရဲ့ပုံစံလေးကိုလည်းကြည့်ပါဦး။ မကြပါဘူးဒီဗိုးစီရဲ့တကူလုံးကလည်းအပိုင်းပိုင်းဆဆောက်ကိုလဲပတ်နေပါပြီခေါင်းဆအခြေအဆုံးညမျိုးစုံတွေကိုလဲပတ်နေတာကိုဖန်နီဗလက်တိုင်းကလည်းကြောင်ကြည့်နေမိပါတယ်ဂျော်နီနဲ့လူစီတို့ကလည်းကြောင်ကြည့်နေရင်းနဲ့ပဲဖန်နီဗလက်တိုင်းကပါစတင်လဲပတ်လာပါတယ်ဒီဗိုးစီလိုပဲသူ့ခနာကိုကလည်းချက်ချက်လဲအောင်အပိုင်းပိုင်းဆဆောက်လဲပတ်နေပြီးတော့သူဒီကဘာကိုလာခဲ့တဲ့မြေကြီးတဲကိုပဲပြောင်းဝင်သွားပါတယ်မိသားတွေကပါတပြေးပြေးနဲ့ပြန်ပိတ်လာပြီးတော့ဒီဗိုးစီကိုတော့အပေါ်မြတ်တက်ခိုင်းနေပါတယ် ဒီဗိုးစီကလည်းသူ့ခနာကိုကဆပရင်တစ်ခုလိုဖြစ်နေတာကြောင့်ပဲမတက်နိုင်ပဲနဲ့သူလည်းပြန်ပြုတ်ကျလာပါတယ်။အခုချိန်ဆိုရင်တော့စတန်ရောသူ့တခင်ရော မြေကျွန်းထဲမှာပဲခြားခြားလည်နေကြပါတယ်။အရှင်လက်လက်မြေမြုပ်မခံရခင်မှာပဲမြေသားတွေခြားထဲကိုရောက်နေလို့အခြားကဘာတစ်ခုကိုခုံကူးလိုက်ပြန်ပါတယ်။ဒီဗိုးစီကလည်းအခုကဘာကဖန်နီဗလတိုင်းစီကိုကူးပြောင်းသွားပြီးတော့မြေမျိုးနေတဲ့ဖန်နီဗလတိုင်းကတော့ဂျော်နီကိုရှင်းပြဖို့အတွက်အော်ပြောနေခဲ့ပါတယ်။ဖန်နီဗလတိုင်းကူးပြောင်းလာတာကဒါကတတရားမြောက်ကဘာဖြစ်ပါတယ်။ ဒီတက်တဲ့မြောက်ကဘာမှာလဲဖန်နီဗလက်တိုင်းကဂျော်နီကိုတတ်ဖို့လုပ်နေပါတယ်။အဲ့ဒီချိန်မှာပဲဆောနာကလည်းမျိုး separate လဲတယ်လို့ထပ်ခန့်စားနေရပါတယ်။လူရောစတန်ရောမလွတ်ပဲနဲ့ထပ်ပြီးတော့သူလာခဲ့တဲ့နေရာဖြစ်တဲ့မြေတွင်းထဲကိုပြန်ချသွားပါတယ်။ဒုတိယမြောက်ကဘာကဖန်နီဗလက်တိုင်းရောအခုတက်တဲ့မြောက်ကဘာကဖန်နီဗလက်တိုင်းရောနဲ့အတူပါဒီဖိုးစီပါအတူတူခံနေရပါပြီ။အင်ဘတ်ကြီးကတော်တော် ကြီးမားပါတယ်။ဘဲကဘာကိုပြေးပြေးဖန်နီဗလက်တိုင်းတော့မလွတ်နိုင်တော့ပါဘူး။ဒီလိုလက်ပတ်ချင်းတွေကဘယ်တော့မှမပြအဆုံးသတ်မလဲလို့တွေးနေခဲ့ပါတယ်။ ။မူရင်းကပါကဂျော်နီကတော့ဖန်နီဗလတ်တန်းပျောက်သွားတဲ့နေရာကိုကျင်းရင်းနဲ့ပဲပြန်လာလို့ကတော့ဒီတစ်ခါတော့ရအောင်တက်ပြစ်တော့မယ်လို့ကြိတ်နေပါတယ်။တက် S4 နဲ့အတူပဲစောင့်ကြည့်နေပြီးတော့နောက်ကလူစီကတော့ဖန်နီဗလတ်တန်းနဲ့ဝေးသွားတာကြောင့်ပဲပုံမှန်ပြန်ဖြစ်သွားပါပြီ။လေးခုမြောက်ကပါမှာဖြစ်ပါတယ်။ဖန်နီဗလတ်တန်းကတောက်လျှောက်ကပါတွေကိုခုံကူးပြီးတော့ဒီလေဘယ်ချင်းကနေလွတ်အောင်ကြိုးစားနေပါတယ်။ဒါပေမဲ့လည်းမရပါဘူး။ဒီဖိုးစီကလဲကျသွားပြီးတော့သူ့ရဲ့လက်ကိုတေချာကြည့်လိုက်တဲ့အခါမှာတော့အထဲကဆဲတစ်ခုချင်းစီရပါလက်ပတ်နေတာကိုမြင်လိုက်ရပါတယ် ခန္ဓာကိုယ်ထဲကဆဲတွေရအစလဲပက်နေတော့ဘယ်နည်းလဲနဲ့မှတိုက်ရမှန်းကိုမသိတော့ပါဘူးဒီကဘာမှလည်းထပ်ပြီးတော့မြေရင်းနဲ့ဝင်သွားပြန်ပါပြီဒါတော့မှဖန်နီဘလတ်တိုင်းကအမှတ်မရှိသေးပဲနဲ့ဂျော်ဒီကိုတတ်ဖို့ပဲဆန္ဒပြင်ပြနေပါတယ်ထပ်ပြီးတော့ငါးခုမြောက်ကဘာကိုခုန်ကူးလိုက်ပြန်ပါတယ်ဒီဗိုးစီလည်းအဲ့ဒီကဘာကခန္ဓာကိုယ်အသစ်စီကိုကူးပြောင်းလိုက်ပြီးတော့ဒီကဘာမှလည်းဂျော်နီနဲ့သူကရင်ဆိုင်နေရတာပါ မူရင်းကဘာကိုပြန်ပြီးတော့ဂျော်နီကိုတတ်မှသာလွတ်နိုင်တာဖြစ်တာကြောင့်မလို့ဖန်နီဗလက်တိုင်းကဒီ၅ခုမြောက်ကဘာမှာလဲတွင်းထဲကိုဆွဲသွင်းတာခံရပါတယ်။အနာကပလက်ဖောင်းကိုဆွဲထားပေမဲ့လည်းမရပါဘူး။ဒီလိုမျိုးဒိလဲ့နေတော့မှသူ့အနာကိုလှဲတစီရရောက်လာပါတယ်။ဒီအခွင့်အရေးကိုစောင့်နေတဲ့ဖန်နီဗလက်တိုင်းကလည်းလှဲဘော်ကိုဒီဗိုးစီကိုလွတ်လိုက်ပါတယ်။စတန်ကြောင့်လူပါလှဲတဲ့ဝင်သွားရပြီးတော့ဖန်နီဗလက်တိုင်းရဲ့ကိုကလည်းလဲနေတာတွေတဖြည်းဖြည်းနဲ့ရပ်သွားပါတယ်။ သူကတော့ဒီမြေကျွန်းသားကနေခက်ဝဝေးသွားနိုင်ရင်လွတ်ပြီလို့ထင်နေတော့မယ်လူရောလှဲရောပြန်လဲလာပါတယ်လဲကလည်းအပိုင်းပိုင်းဆားဆားပျက်စီးသွားပြီတော့ဖန်နီဗလက်တိုင်းကလည်းလဲနေတာမချက်သေးပဲနဲ့မြေတွင်ထဲကိုပါပြန်အောင်သွားပြန်ပါပြီတော်တော်ကြောက်ဖို့ကောင်းတယ်တက်ကတ်ဖိုးကြီးပါ ကိုဂျုံနဲ့ချရင်ဘယ်သူနိုင်မလဲဆိုတာကတော့မေးစရာတော့မလိုတော့ပါဘူးဒီလက်ပဲချင်းတွေကလုံးဝမချက်တော့တာကိုသူလက်ခံသွားပါပြီအခုဆိုရင်ဘလောက်ပဲစူးစမ်းစူးစမ်းသူကတော့အရှင်လက်လက်ကိုမြေမြုပ်ခံရတော့မှာဆိုတာကိုနားလည်သွားပါတယ် ဖန်နီဗလာဒိုင်းငငယ်တုန်းကသူ့အမေကလူတယောက်နဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ထိုလူကစစ်တပ်ရဲ့ဗိုလ်ချုပ်ကြီးဖြစ်ပြီးတော့သူ့ရဲ့လက်ကမ်းဘွားကိုဖန်နီဗလာဒိုင်းစီကိုပေးလိုက်ပါတယ်။ဒီဘွားရဲ့ပိုင်ရှင်ကငါမဟုတ်ဘူး။အဲ့ဒါကငါရဲ့တငယ်ချင်းရဲ့ဘွားပဲ။သူကပစ္စည်းတွေမှာနေဆွဲတွေရေရတာကိုကြိုက်တယ်။သူဝယ်လာတဲ့နေ့ကစပြီးတော့အဲ့ဒီပစ္စည်းတွေကိုနေဆွဲသတ်မှတ်ထားလိမ့်ရှိတယ်။စစ်ပွဲတစ်ခုမှာတော့သူကကန်ဆိုးပြီးတော့ရန်သူစစ်သားတွေရဲ့ဖမ်းဆီးတာကိုခံလိုက်ရတယ်။သူ့ကိုဖမ်းသွားတဲ့စစ်သားတွေကအတင်းနှိပ်ဆက်ပြီးတော့တရင်နိုင်ယူဖို့လုပ်ကြတာပေါ့။ ဒါပေမဲ့လည်းသူတခွမတော့ပြန်ပြောခဲ့ပါဘူးသူ့ရဲ့စိတ်ကတော့လုံးဝအရှုံးပေးချင်နေပါပြီမတည်ဆုံးခင်အချိန်ထိကိုဒီလက်ကင်ဘွားလေးကိုပဲကာခွယ်ဖို့စိတ်ပိုင်းဖြတ်ခဲ့တယ်လက်ကင်ဘွားမှာရေးထားတဲ့နေဆွဲက1848ခုနှစ်စက်တင်ဘာ20လို့ရေးထားတယ်ဒါကတာမန်ပေါ်ကမဟုတ်ပဲနဲ့သူ့ရဲ့မိသားစုအပြင်မှာအမှတ်တရတွေအကုန်လုံးနဲ့သက်ဆိုင်နေတဲ့အရာပဲမိသားစုကိုကာကွယ်တာကလည်းတိုင်းပြည်ကိုကာကွယ်တာနဲ့အတူတူပဲလို့သတ်မှတ်ထားလို့ပဲအနှိမ့်ဆက်ခံရတဲ့အချိန်အတွင်းမှာဒီပေါ်ကလေးကိုသူများတွေမမြင်အောင်ဖွက်ထားရရှာတယ် စက်ထဲရောနှာခေါင်းထဲရောနောက်ဆုံးဖင်ထဲမှာထည့်ပြီးတော့ဖွက်ထားရတာအဲ့လိုသစ္စာရှိမှုကြောင့်ပဲငါတို့ဘက်ကလူတွေကဘာတရင်ချက်လက်မှမပေါက်ကြားခဲ့ဘူးဒါကြောင့်ပဲဒီလက်ကန်ဘွားကိုမင်းစီကိုတကူတကယူလာရတာပဲမင်းလည်းအခုအသက်ခွန်းနဲ့ထဲရောရောက်လာပြီမလားငါဒီလိုမနစ်မြို့စီကအကြောင်းတွေကိုပြောပြရတာတော့စိတ်မကောင်းပါဘူးမင်းလည်းယောက်ျားတစ်ယောက်ပဲမလားအဲ့ဒါကြောင့်ပဲလက်ခံနိုင်မထင်ပါနဲ့သူနှိမ့်ဆက်ခံနေရတဲ့အုံးကဒီဘွားကိုဘယ်နာမှဖွက်တာလဲသိချင်လားသူ့ရဲ့မျက်လုံးတွေကအစိုးရကလေးကကန်းသွားပြီးပြီ အဲ့ဒီကန်းနေတဲ့မျက်လုံးကိုဖောက်ပြီးတော့ဒီပွားကိုအထဲထည်ထားလိုက်တယ်။ပြီးတော့မှမျက်လုံးနဲ့ပြန်ဖုံးလိုက်တာပေါ့ကွာ။ဒီမှာရေးထားတဲ့စက်တင်ဘာ20ဆိုတော့ကမင်းရဲ့မွေးနေ့မလား။သူကမင်းရောအရန်ချစ်ခဲ့ပါတယ်လို့ထိုလူကပြောလိုက်ပါတယ်။ Fanny Valentine ရဲ့မိကတော့ဒီသတင်းကြောင့်ပဲယူဆုံးမရဖြစ်နေပါပြီ။ငါပြောနေတဲ့လူကမင်းရဲ့အဖေပဲ။သူတေပြီးတော့မြေမြုပ်ခံလိုက်ရတော့မှပဲငါထားအောင်ရှာတွေ့ခဲ့တာ။စတင်းမှုတွေဆိုတော့ကတိုင်းမိတိုင်းမှာရှိကြတယ်။အဲ့လိုစတင်းကလူတယောက်ရဲ့မိသားစုကိုကာကွယ်ပေးဖို့ကတော့တိုင်းမိမှာတာဝန်ပြည့်ဝရှိတယ်။ ငါမင်းဖေရဲ့တငယ်ချင်းဖြစ်ရတာကိုအယံအောင်ခုံယူပါတယ်။လျှော့ဒီလက်ကင်ဘွားကမင်းနဲ့သက်ဆိုင်ပါတယ်လို့ဆိုပြီးတော့ထိုလူကြီးကဖန်နီဘလတ်တိုင်းစီကိုပေးခဲ့ပါတယ်။ဒါတွေကတော့ဖန်နီဘလတ်တိုင်းရဲ့ငယ်ဘွားဖြစ်ပြီးတော့အခုဆိုရင်သူကမြေမြုပ်မခံရခင်မှာအဲ့ဒါတွေကိုပြန်တွေးရင်းနဲ့ပဲသူ့ဖေရဲ့လက်ကင်ဘွားလေးကိုလည်းကြစ်ကြစ်ပအောင်ကင်ထားပါတယ်။သူ့ရဲ့ back story ကလည်းတကယ်ကိုတနာဖို့ကောင်းတာပါပဲ။မူရင်းကဘာမှာတော့ဂျော်နီကဖန်နီဘလတ်တိုင်းပြန်လာတာကိုစောင့်ရင်းနဲ့ပဲလက်သေးတွေကလည်းပြန်ပေါက်လာပါပြီ။ အခုဆိုရင်ငါးခါတော့ပြစ်လို့ရပြီလို့တွေးနေတော့မယ်လူစီကသူ့စီကိုရှောက်လာပါတယ်။ရှင်ကဂျော်နီဂျိုးစတာမလားအခုကဘာတွေဖြစ်နေရလဲလို့လူစီကမေးပါတယ်။ဂျော်နီကဒီကိုမလာဖို့သတိပေးလိုက်ပြီးတော့အခုချိန်ဒီဖန်နီဘလက်တိုင်းကမသေးသေးဘူးလို့ပြောလိုက်ပါတယ်။လူစီကိုသတိပေးနေရှင်းနေပဲဖန်နီဘလက်တိုင်းကမြေကြီးတဲကနေပြန်ထွက်လာပါတယ်။ကဘာငါးခုလောက်ထိကိုခုန်ကူးသွားပြီးခါမှာပဲနောက်ဆုံးတော့သူလဲဒီမူရင်းကဘာကိုပြန်ရောက်လာပါပြီ။ဂျော်နီကပြစ်ဖို့ချိန်လိုက်တဲ့အခါမှာတော့ဖန်နီဘလက်တိုင်းကတော့ပါပြီကွာ။ ီမတရားလေပတ်နေရတယ်ကိုကြောက်နေပါပြီငါလက်ခံပါတယ်အခုဆိုရင်ငါရှုံးသွားပါပြီဒါပေမဲ့ကွာအခြားကဘာမှာတော့ဂျန်ရိုကအသက်ရှင်နေသေးတယ်ငါမင်းနဲ့အပေးယူတခုလုပ်မယ်ငါတယောက်တည်းပဲဂျန်ရိုကိုဒီကဘာစီကိုခေါ်လာနိုင်တာငါသာတီဝါလို့ကတော့ဂျန်ရိုကိုမင်းထက်မြင်ရတော့မှာမဟုတ်ဘူးလို့ပြောပါတယ်ဂျန်ရိုလို့ပြောလိုက်တာနဲ့ပဲဂျော်နီရဲ့စိတ်တွေကရှိမ့်လာပါတယ်သူ့နောက်မှာဂျန်ရိုရဲ့ငွေတက်လေးတွေကိုခဏတာလောက်ခန်းစားလိုက်ရပါတယ် ဖန်ဒီဗလက်တိုင်းကတော့သူ့ကိုမပြစ်ဖို့နဲ့တက်တက်မတက်တက်မင်းကနိုင်နေပြီးသားမို့လို့သူ့ရဲ့ကန့်လန့်ချက်ကိုစဉ်းစားပြစ်ဖို့ပဲပြောပါတယ်။ဒီဖိုးစီကပဲဂျိုင်ရိုကိုပြန်ခေါ်လာပေးနိုင်တာလို့ပြောတော့ဂျော်နီကတော့တိတ်အောင်ကြည့်မရှိပါဘူး။ငါ့ကိုဘာမှလာပြောမနေနဲ့။ဒါတွေအကုန်လုံးဒီမာနဲ့အဆုံးသတ်ပြီလို့ပြောနေရှင်းနေပဲလူစီရဲ့အသားတွေကပြန်ကွာချလာပါတယ်။တမရာကြီးနဲ့နီးလာလို့အလောင်းကလူစီရဲ့ခန္ဓာကိုယ်ထဲကနေထွက်ကြလာပြီးတော့ဂျော်နီကလည်းဒါကိုသတိထားမိပါတယ်။ဒီမှာဂျော်နီငါဒီအလောင်းတွေကိုစုနေရတဲ့ရည်ရွယ်ချက်ကမင်းတို့ကိုတတ်ပြစ်ဖို့မဟုတ်ဘူး။ ဒီကဘာကချိုင်ရိုကတော့ပင်လယ်ထဲကိုမျောသွားလောက်ပြီးဆိုပေမဲ့လည်းအခြားကဘာကချိုင်ရိုကိုခေါ်လာမယ်ဆိုရင်တော့မှပဲသူတို့အချင်းချင်းတွဲဖို့မဖြစ်နိုင်လို့ပေါင်းဆက်ချင်ရလည်းဖြစ်လာမှာမဟုတ်တော့ဘူးအဲ့ဒါကြောင့်ပဲဒီလက်ပတ်ချင်းတန်တရားကြီးကိုအမြန်ရှက်ပေးပါလားငါတောင်းဆိုပါတယ်လို့ဖန်နီဘလက်တိုင်းကတော့ဥကျိုးနေရပါပြီမင်းကဒီလက်ပတ်ချင်းရဲ့စန့်ချင်ဘက်မျက်နှာကိုထပ်ပစ်ပြီးတော့ဒီတန်တရားကိုရှက်ပေးပါတော့တက် S4 ရဲ့လက်ပတ်ပုံကလည်းအပေါင်းနှုတ်ညီမြချင်းနဲ့တက်ဆိုင်နေလိမ့်မယ်ပြီးတာလည်းငါလည်းဂျန်ရိုကိုပြန်ခေါ်လာပေးမယ်လို့ဆိုပါတယ် ဂျော်နီကတော့မင်းတကယ်ပဲဂျန်ရုံကိုပြန်ခေါ်လာပေးမှလားပြီးရင်ငါတို့ကလည်းလှုပ်ပေးရမယ်နော်အဲ့လိုပြောတဲ့ချိန်မှာတော့ဖန်နီဗလတ်တိုင်းကလည်းမင်းတို့နောက်ကိုထပ်မလိုက်တော့ပါဘူးလို့ပြောပြီးတော့ဂရီပေးလိုက်ပါတယ်ငါတို့ခြားကရန်ညိုးတွေကိုလည်းမသိတယ်လို့မျိုးနေပေးမယ်ပြီးတော့မင်းတို့ကလည်းလက်ဖျားနဲ့တောင်မှမထီတော့ဘူးငါလူချင်တာကအလောင်းကိုပဲမင်းတို့ကဆက်ပြီးတော့ပြန်ပွဲကိုရှင်းပြခြင်းနဲ့ဆိုလဲရှားတယ်လို့ပြောပါတယ်မင်းချန်ရုံကိုပြန်ခေါ်လာပေးမယ်ဆိုပေမဲ့လည်း तू ကငါတိခဲ့တဲ့ချန်ရုံမဟုတ်တော့ဘူးလေ ဂျော်နီအခြားကဘာကချန်နယ်နဲ့ဒီကဘာကချန်နယ်တို့ကဖြတ်တန်းလာတဲ့အတိတ်တွေတော့တူမာတော့မဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့မင်းတိခဲ့တဲ့မင်းတငယ်ချင်းချန်နယ်တော့ဖြစ်မှာမဟုတ်တော့ဘူးဒါပေမဲ့လည်းအဲ့ဒါကဘာရေးကြည့်လို့လဲသူကဒီကဘာမှာပဲဂျန်နယ်ဆိုပြီးတော့ရှင်းတန်းနေရင်ရပြီလေထပ်ပြီးတော့ပြောစရာရှိတယ်ငါဒီအလောင်းတွေကိုစုနေရတယ်အဓိကရှိရွက်ချက်ကဒီအရှားတဲ့ပါဝါတွေကိုမတ်လို့မဟုတ်ဘူးဒီအချိန်ထိငါလုပ်ခဲ့တဲ့အရာတွေပေးဆက်ခဲ့ရတဲ့အသက်တွေကဒီနိုင်ငံတော်ကြီးအတွက်ပဲဒီနိုင်ငံသားတွေကကံကောင်းခြင်းနဲ့ပျော်ရွှင်နေတာကိုပဲငါလိုချင်တယ် ကန်ဆိုးမဲ့အရာတွေကတော့ခြားနိုင်ငံကကောင်းနေပဲခံလိုက်ကြပေါ့ဒီကဘာကြီးကရက်ဆက်တယ်အလင်းနဲ့အမှောင်အမှန်နဲ့အမှားပျော်ရွှင်မှုနဲ့စိတ်မချမ်းမြေ့မှုအဲ့ဒါတွေကဒွန်တွဲနေကြတာဒီအလောင်းတွေကိုလိုချင်နေရတာလေအဲ့ဒါတွေကြောင့်ပဲကန်ကောင်းနေတဲ့ကဘာတစ်ခုကိုဖန်ဆင်းပြီးတော့ဆိုးရွားမှုတွေကိုတော့နောက်ထပ်ကဘာကြီးရဲ့အခြားတစ်ချမ်းမှာပဲရှိနေအောင်လို့ပြောရမယ်ဆိုရင်တော့ကန်တရားကိုထိန်းကြီးလိုက်တဲ့သဘောပေါ့ဒီနိုင်ငံရဲ့သမ္မတတယောက်အနေနဲ့ပြည်သူတွေအတွက်ငါလှုပ်ဆောင်ပေးရမယ်တာဝန်ပဲလေလို့ပြောပါတယ်ဒီလိုသမ္မတကြီးမျိုးကတကယ်လိုအပ်ပါတယ် ဖန်နေဘလက်တိုင်းကိုကြိုက်တာလည်းအဲ့ဒါရေးပါတယ်။ introvert ဖြစ်ပြီးတော့လူသိမခံချင်တာနဲ့ပဲကိုယ်တမီးကိုကိုပြန်တတ်ချင်တဲ့ feeling နဲ့တော့ရီမန်းချက်တွေစောက်ရအောင်ကြွားပါတယ်။ဒီလိုအစွမ်းနဲ့ရဖို့ဆိုရင်တေချာပေါက်ပေးဆက်ရမှလည်းရှိတာပေါ့။ပြန်ပွဲတစ်ချက်လို့လူတော်တော်များများလည်းဇတိခံလေးတွေဖြစ်သွားရတယ်။အဲ့ဒါတွေအတော်လည်းငါနောင်နာမရသလိုမျိုးအပြည့်ရှိစိတ်လည်းမဖြစ်ပါဘူး။အောင်မြင်ခြင်းရဲ့နောက်မှာပေးဆက်ရတယ်ဆိုတာကရှိတယ်လေ။ဒါကမြင်းပြန်ပွဲတစ်ခုပါ။စစ်ပွဲလည်းမဟုတ်ဘူး။ပြန်ပွဲကကြမ်းတော့အသေးအပြောက်ကတော့ရှိမှာပဲ။ အဲ့ဒါကြောင့်မကြော်နေမင်းငါပြောတာကိုလက်ခံပေးပါလို့ Funny Bullet တိုင်းကပြောပါတယ်သူ့ရဲ့ stand ကိုရက်ပေးဖို့တောင်းဆိုတော့လေ Johnny ကလည်း Funny Bullet တိုင်းရဲ့တကူကောင်းဆန်တဲ့စိတ်ကိုတီးလို့ယုံဖို့တော့ခက်နေပါတယ်တတ်တယ်မရှိဘူးငါအခုနေဒီမှာရက်ပေးလိုက်မယ်ဆိုရင်တော့မှပဲမင်းကငါ့ကိုခြုံခိုတိုက်အောင်မှာပဲဂျန်ရိုးကိုပြန်မခေါ်လာခင်မှာနောက်ထပ်ကြေးစားတွေကိုထပ်ခေါ်လာတော့တယ်ငါလုံခြုံပါပြီလို့အာမခံမရှိဘူးလို့ဆိုပါတယ် Funny Bullet တိုင်းကလည်းငါစကားတော့ငါတီးပါတယ်မင်းကိုလက်စားမချေဘူးလို့ပြောပြီးပြီပဲ ဲ့လိုပြောတော့ဂျော်နီကလည်းသူ့ရှင်အားလို့တက်တေးပြပြဖို့ပြောနေပါတယ်။မင်းကမင်းလုတ်ခဲ့တာကိုမှန်တယ်ပဲထင်နေတဲ့ကောင်လူတယောက်ကိုတင်းသွင်းတဲ့နေရာမှာလည်းတော့တယ်။မင်းရဲ့စကားကိုယုံမို့ဆိုရင်ငါစီမှာအာမခံတစ်ခုခုတော့ရှိထားရမယ်လေ။အမှန်တိုင်းပြောရရင်ငါဂျန်ရော့ကိုပြန်ပြင်ခြင်းလေးတယ်။မင်းသာတကယ်စကားတိမဲ့ဆိုရင်ကောင်းမှာပဲ။ငါဒီပြန်ပွဲကြောင့်တေဆုံးသွားခဲ့တဲ့လူတိုင်းကိုပြန်လာစေခြင်းမိတယ်။အဲ့လိုပြောတော့ Fanny Vlad တိုင်းကလည်း Hopan ရဲ့ Spray ကိုပြစ်ပေးလိုက်ပါတယ်။ဒါကအခြားကဘာတစ်ခုက Hopan ရဲ့ဆေးဘူးပဲ အလောင်းကလူစီရဲ့ခန္ဓာကိုယ်ကနေခွဲထွက်လိုက်တာကြောင့်ပဲသူလဲထန်ရံနဲ့တည်ရလိုက်မယ်။မင်းကဒီဆေးဘူးနဲ့အဲ့ဒီကောင်မလေးကိုကယ်လို့ရတယ်။သူကလည်းနဖေးရတပားလိုကန်နဲ့မွေးဖွားလာခဲ့ပြီးပြီ။ပြီးတော့မင်းရဲ့လက်ကိုလည်းအရင်ပြန်ကုလိုက်အောင်။မင်းရဲ့လဲဘင်းကဒဏ်ရာတွေကိုလည်းမမေ့ထားနဲ့လို့ပြောပါတယ်။ဂျော်နီကလည်းဖန်နီဗလတိုင်းပေးတဲ့ဆေးဘူးနဲ့ပဲအရင်ဆုံးပြန်ကုလိုက်ပါတယ်။ငါဆောနာကစတီးကိုမတက်ခဲ့ဘူးဆိုတာတော့မင်းမြင်ပါပါ။ဘာဖြစ်လို့လဲဆိုတော့ငါကနဖေးရမနဲ့စတီးကိုမတက်ပါဘူးဆိုတဲ့ဂရီကိုလှုပ်ခဲ့လို့ပဲ။ပြီးတော့ဒီလက်ကန်ပေါ်ဟာ ဒါကငါတံမိုးထားရတယ်ငါရဲ့မွေးနေ့ပါတယ်အဖေရဲ့တကူလဲတော့လက်ကင်ပွားလေးပဲသူ့အသက်နဲ့ရင်းပြီးတော့ငါ့ကိုကာကွယ်ခဲ့တဲ့အရာမို့လို့ဒီအားလေးကိုဖယ်တော်သွားငါအမြဲယူသွားမိတယ်အပေးယူဆိုတာကတယောက်ယောက်ရဲ့အဖိုးတန်တဲ့အရာနဲ့ပဲအစချီရတာပဲမလားဒါလေးကတံမိုးမကြည့်ပေမဲ့လည်းငါ့အတွက်တော့အရန်အဖိုးတန်တယ်ဒီပေါ်ကိုတိုင်တယ်ပြီးတော့ဂရီတစ်ခုပေးမယ်အဲ့ဒါကမင်းကလုံးဝလက်စားမချီတော့ပါဘူးဆိုတာပဲပြီးရင်ဒါတွေအကုန်လုံးမေးလိုက်မယ်ဘလို့လဲလို့ဖန်နီဗလက်တိုင်းကတောင်းဆိုပါတယ် ဒါကိုဖန်နေရင်လည်းသိလိုက်ရတာကတော့ဖန်နေဗလတိုင်းကရှုံးသွားပြီးတော့အပေးယူလုံးနေတာတောင်မှပဲအထက်စီးကနေပြောနေတဲ့ပုံစံပါပဲဂျော်နီရဲ့မြင်းကလည်းပြန်တက်တာလာပါပြီဖန်နေဗလတိုင်းကတော့ဂျော်နီကိုငါတို့ရဲ့အပေးယူကဘလို့လဲလို့မေးနေပါတယ်မူသားတွေကမင်းကိုလှိုက်စားလိုက်မယ်မျော်လင့်ချက်ဆိုတဲ့အရာကသာလမ်းမှန်ရှောင်းတွန်းဖို့ပေးလိုက်မယ်လို့ပြောပါတယ်ဒီဘက်ရှယ်ပြောကောင်းတာအဲ့ဒါနဲ့ပဲလက်သေးတွေကိုထပ်သုံးပြီးတော့လက်ပတ်ချင်းကိုရခိုင်းလိုက်ပါတယ်ဂျော်နီကလည်းသူ့အဖေအကြောင်းကိုရုတ်တရက်သတိရသွားပါတယ် မင်းဖေကမင်းကိုအသက်နဲ့ရင်းပြီးတော့ချစ်ခဲ့ပေမဲ့လေငါ့ဖေကတော့ငါ့ကိုခေါင်းထဲမှာတော့ရှိမှာမဟုတ်ဘူးဖြစ်နိုင်ရင်ငါကိုယ်တိုင်ပဲခြားကပါတစ်ခုကိုတွားလိုက်ရှင်တယ်ပြီးရင်သူ့ကိုလုံးဝတွားမတွေ့တော့ဘူးမင်းနဲ့ငါရဲ့ကွာခြားချက်ကအဲ့ဒါပဲမင်းရဲ့ယုံကြည်မှုတွေအားလုံးကမင်းဖေစီကနေစဉ်းသက်လာတာပဲလို့ဂျော်နီကတော့ Funny Blood တိုင်းကိုရင်ဖွင့်ချပါတယ်ပြီးတော့ Funny Blood တိုင်းကိုရက်ပေးဖို့သူ့ရဲ့လက်ချောင်းလေးကိုမြှောက်လိုက်ပါတယ်ခေါင်းထဲမှာတော့သူ့အကိုနဲ့အမြဲတမ်းရှင်ခံရတာကိုပြန်တွေးမိနေပြီးတော့ Funny Blood တိုင်းကိုပဲယုံကြည်လိုက်တော့မဲ့ပုံပါပဲ ဖန်နီဗလက်တိုင်းကတော့ဂျော်နီရဲ့ကြည်စံကိုပဲစောင့်နေခဲ့ပြီးတော့လူစီရဲ့ကိုယ်တွေကနေလဲအလောင်းကလုံးဝကိုကွဲထွက်လာပါပြီဖန်နီဗလက်တိုင်းငါမင်းကိုယုံကြည်ပါတယ်လို့ဂျော်နီကပြောပါတယ်ဖန်နီဗလက်တိုင်းကလည်းဂျော်နီကိုပြန်ကျေးဇူးတင်လိုက်ပါတယ်အဲ့ဒီချိန်မှာဂျော်နီကအနာကမြေကြီးထဲမှာမြုပ်နေတဲ့တနက်ကိုရှာတွေ့သွားပါတယ်တနက်ကိုဆဲလိုက်ပြီးတော့ကျင်းထဲကဖန်နီဗလက်တိုင်းစီကိုပြန်ပေးလိုက်ပါတယ်ဒါမင်းရဲ့တနက်မလားဂျာရုံနဲ့မတိုက်ခတ်ခင်အခြားကဘာကနေဒီယိုမလာခင်ကတည်းကအဲ့ဒီတနက်ကိုယူလာတာမလား မင်းရဲ့တနတ်ထဲကကြီးစံတဲ့အကုန်လုံးနဲ့ဂျန်ရုပ်ကိုအဆုံးသတ်ပေးခဲ့တာပဲအဲ့ဒါကြောင့်မယ်ဒီအထဲမှာအခုဆိုရင်ဘာကြီးစံမှရှိနေမှာမဟုတ်တော့ဘူးဒါကစမ်းသပ်မှုတစ်ခုပဲမင်းအဲ့တနတ်ကိုကောက်လိုက်လို့ဂျော်နီကပြောပါတယ်ဂျော်နီပြောသလိုမျိုးတမနာရီတာရိုးသားမယ်ဆိုရင်အခြားကဘာကနေတနတ်ကိုလည်းထက်ယူလာမှာမဟုတ်တော့လို့တနတ်နှစ်လက်ကလည်းဒီဗိုးစီရဲ့စွမ်းကြောင်ပဲပေါက်ဆက်သွားမှာမဟုတ်ပါဘူးဖန်နီဗလက်တိုင်းကလည်းမိကုန်းတက်ခန့်နေရပါပြီမင်းဟောတရရခိုင်နှုံးချုပ်မှာလဲငါလည်းစိတ်ရင်းနေပဲမင်းတို့ဒီလက်ပတ်ချင်းတွေကနေရက်ပေးခြင်းလဲ ကြံတဲ့တရခိုင်တုံးကတော့မဲရဲ့စကားတွေကအလိမ့်လေးပါနေလောက်မယ်လို့ခန်းစားနေရတယ်။ဒီတနက်ကိုကောက်လိုက်လို့ဘာမှမဖြစ်လာဘူးဆိုရင်တော့ငါတို့အပေးယူဖြစ်ပြီ။အဲဒါကြောင့်မဲဖန်နီဗလတိုင်းမင်းအခုချက်ချင်းတနက်ကိုကောက်လိုက်လို့ဂျော်နီကပြောပါတယ်။ဖန်နီဗလတိုင်းကလည်းတနက်ကိုမကောက်ခင်ပဲငါပြောခဲ့တဲ့ဂတိတွေနဲ့လောက်ရက်တွေကအမှန်တရားတွေပါပဲလို့ဆိုပါတယ်။ဒါပေမဲ့ဖန်နီဗလတိုင်းကသူ့ကုတ်အင်းကြီးရဲ့အိတ်ကတ်ထဲမှာတော့အခြားကဘာကတနက်တက်လက်ကိုတဲလာပါတယ်။သူ့အင်းကြီးတွေကတနက်ကိုဆွဲထုတ်လိုက်ပြီးတော့ဂျော်နီကိုပြစ်ဖို့လုပ်လိုက်ပါတယ်။ GeForce ကလည်းပြေးထုတ်လိုက်ပေမဲ့လည်း Sona ကတနက်အလုတ်က Fanny Wheeler တိုင်းရဲ့အခြားကဘာကယူလာတဲ့တနက်နဲ့ထိမိပြီးတော့ပေါင်းဆက်သွားပါတယ်။ Johnny ရဲ့စမ်းသပ်မှုကိုကြာချုံသွားပါပြီ။ဒါပေမဲ့လည်းကြည်တောင်းတော့ထွက်သွားပါတယ်။ Johnny ကလည်းအမြန်ပဲလက်သေးနဲ့ပြန်ပစ်လိုက်ရပါတယ်။ GeForce ရဲ့ထိုးချက်ကိုရှောင်လိုက်ပေမဲ့လည်း Fanny Wheeler တိုင်းရဲ့ကြည်တောင်းကတော့ရင်ဘက်ကိုမှန်သွားပါတယ်။ Johnny ရဲ့လက်သေးချက်ကတော့ Fanny Wheeler တိုင်းရဲ့လက်ဘင်းကိုဓာတ်ရိုက်ထိမှန်သွားပါတယ်။ဒီဝူစီကလည်းပျက်စီးသွားပြီးတော့ Fanny Valentine ရောဂျော်နီရောနှစ်ဖက်စလုံးထိခိုက်နေပါပြီ။ ဖန်နီဗလက်တိုင်းကလည်းလက်မလျှော့သေးပဲနဲ့ဂျော်နီကိုထပ်ပစ်နေပါတယ်။ဂျော်နီကလည်းပြန်ပစ်နေရပြီးတော့ဒါကတော့တယောက်ပဲသက်ရှင်ရမယ်ကောင်းမွန်ခေတ်ကတိုက်ပွဲလိုဖြစ်နေပါပြီ။အားရပါးရပစ်ကြပြီးတဲ့အခါမှာတော့ဖန်နီဗလက်တိုင်းကခံနိုင်ရင်မရှိတော့ပါဘူး။ဂျော်နီကလည်းမင်းကိုတောင်းခံထားရပြီးတော့အဲ့ဒီချိန်မှာပဲသူ့ရဲ့နားတဲ့ကိုအလုံးပြီးသွားပြီဂျော်နီ။ငါဒီလမ်းကနေပဲဆက်သွားရတော့မယ်လို့ဆိုကဂျန်ရိုးရဲ့ရွှေအောင်တောက်ပနေတဲ့ဝိညာဉ်ကိုကောင်းငင်ထက်မှမြင်လိုက်ရပါတယ်။စမတိုင် すまなかった。信じたかった。本当に、大統領を信じたかった。さようなら、ジャイロン。さようなら。ああ、信じばれ。めっちゃ今 မင်းလဲခူးဆိုင်အောင်လို့ပြောပြီးတော့ဂျိုင်ရိုကတော့ကောင်းရပုံတစ်ခုကိုထွက်သွားခဲ့ပါပြီငါတောင်းပန်ပါတယ်ဂျိုင်ရိုငါတမန်တိုင်းကိုယုံကြည်ပါတယ်ဒါပဲမဲ့ကွာနှုတ်ဆက်ပါတယ်ဂျိုင်ရိုပြီးတော့ကျေးဇူးလက်တင်ပါတယ်လို့ဂျော်နီကမျက်ရည်တွေနဲ့ပဲဂျိုင်ရိုကိုနှုတ်ဆက်လိုက်ပါတယ်